တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလဟာအညာဆုံးများလွှမ်းမိုးနေတယ်တပားသူကြောင့်ကို့မှာရည်ရွယ်ချက်တွေရည်မှန်းချက်တွေနဲ့နာဆုံးရှုံးတတ်တယ်စက်ပစ္စည်းတွေလျှက်စက်ပစ္စည်းတွေပျက်စီးမယ်ကိုယ့်လက်နဲ့ထိနေတော့ပစ္စည်းတွေပြက်သွားတာတွေကျုံတတ်တယ်အလောတကြီးဝယ်လိုက်တဲ့အတွက်ရောင်းမဝယ်မရလည်းဖြစ်တတ်တယ် အလောဒီကြီးရင်းနှီးမြှုပ်နှံမှုကြောင့်ဆုံးရှုံးမှုတွေရှိတတ်တယ်။ဘာလို့လို့ဒကြိမ်မကစဉ်းစားပြီးမှလောကီမှာရန်နောက်ဆက်တည်နဲ့ထိတိုက်တွေ့ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။၁၆ရက်နေ့ကရာရာဆင်ပြေသောနေထားနဲ့တွတ်တက်တက်ကန်နေပေါ်လာမယ်။၁၈ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရအောင်စီစဉ်နိုင်တယ်။၁၈ရက်နေ့ကငွေကြေးကန်လုပ်ငန်းကန်စီးပွားကန်တွတ်တက်၁၉ရက်နေ့မှာငွေကုန်ကြေးကြများမယ်တခုတည်းမကတဲ့လူတွေကိုလောက်ကန်ရလိမ့်မယ်။၂၀ရက်နေ့မှာ တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်ပျက်စီးမယ်21ရက်နေ့မှာ အတိုက်ခံကြတိုးတက်မှုကို ဖန်တီးနိုင်တဲ့အနေထားကောင်းကိုကြုံတွေ့ရမှာ ဖြစ်ပါတယ်ဒီကလအတော်အတွဲမှာဇာကပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်နောက်ရှက်တေရှိနိုင်ပါတယ်အနီအောင်ချက်သွေးရောက်ပန်းရောင်တို့ကိုသုံးရမှာဖြစ်တယ်369ခန်းနေချိုးပေးပါတယ် အနီယံပန်းပွင့်ဖျားတင်ပြီးလိုရာဆန္ဒပြည့်ရဲ့ဆူတောင်းပြည့်ဆန္ဒပြည့်ပါနေမယ်ဂျေဇုတင်ပါတယ်